င်္ဂလာပါရှင်အဲ့တော့ဒီနေ့ကမိမိတော်တော်များများအမေးများတဲ့ Jolly Phonic နဲ့နော် Jolly Phonic နဲ့ Oxford Phonic ကြားထဲမှာဘာတွေပေါ်လဲပြီးလို့ရှိရင်စာတင်တဲ့အခါကျရင် Jolly Phonic နဲ့သင်ရမှာလား Oxford Phonic နဲ့သင်ရမှာလားလို့မေးကြတယ်အပေါ်မှာကျမကဘာတွေကွာလဲဆိုတာကိုတစ်ချက်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ဘာကွာလဲဆိုတော့တကယ်တမ်းတော့ Phonic ကအတူတူပဲ ကျမတို့ချင်းကပုံချင်းကွာတယ်ဖွဲ့စည်းပုံချင်းကွာတယ်အဲ့တော့ဒီမှာဘလူတွေကွာလာတယ်ဆိုတာကိုစာအုပ်တွေကိုတစ်ချက်လောက်ကြည့်ရအောင်ရှင်နော်အဲ့တော့ဒီမှာကျမတို့ Oxford phonics ကိုအရင်ကြည့်ရအောင်ရှင်အဲ့တော့ Oxford phonics မှာကျတော့ဘလူလာလဲဆိုလို့ရှိရင် A to C ဆိုတာကိုအရင်မိတ်ဆက်ပြီးမှသူက system ချက်ချက်နောက်တစ်အုပ်မှာ1မှာ A to C ကိုမိတ်ဆက်ပြီးတော့သူကနောက်တစ်အုပ်မှာကျတော့ 2မှာကြာမှသူက blending ကိုလုပ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့ဒါက student book ကြည့်ပြဖြစ်နေ sorry เนาะအဲ့တော့နောက်တစ်ခုကကြတော့သူက jolly phonic ကကြတော့သူကစာအုပ်တော့နည်းနည်းများမယ်သူကเนาะသူ့မှာ pupil book ဆိုပြီးတော့ရှိတယ် activity book ရှိတယ်ပြီးရင် work book ဆိုပြီးတော့ရှိတယ်အဲ့တော့ဒီမှာ pupil book မှာကြတော့ဘာပါလဲဆိုရင်ဒီမှာတော်တော်ဆုံဆုံလေးလေး tricky words တွေပါမယ် ဘယ်တော့ပြီးလို့ရှိရင်သူက reading writing လို့ပို့ activity တွေပါမယ်ဒီစာအုပ်ကလေးကတော့ကျမကအဲသုံးမယ်ဆိုရင်သူကစာအုပ်အများကြီးထုတ်ထားရဆိုမြန်အကုန်မဝယ်ပဲသုံးမယ်ဆိုရင် pupil book နဲ့တင်ပို့ပို့ပြီးတော့အဆင်ပြေမယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီမှာ letter တလုံးချင်းစီရဲ့ကျမတို့ writing by ပြီးလို့ရှိရင်သူရဲ့ action ဟုတ်ပြီနော် မသူ့ကိုတွားပြီးတော့ကျမတို့ဒီရွေးချယ်ရမယ့်အားလေးတွေပါတယ်ပြီးရင်သူကအောက်ဆုတ်ပေါ်နေနဲ့ဘာကွာသွားလဲဆိုရင်တလုံးကနေနောက်တလုံးကိုကူပြီးသွားတဲ့အခါမှာသူဒီချက်ချင်းတခါတယ် blending လုပ်ပေးပါတယ် ီမှာပေါ့နော်သူကပြောရမယ်ဆိုရင် group တစ်ခုပြီးသွားတာရေဒီ group တစ်ခုကိုတင်နေရင်းနဲ့ပြောရမယ်ဆို plan လို့ရတဲ့ value တစ်လုံးကိုတင်ပြီးတဲ့အချိန်မှာသူကတခါတည်း blend ပြီးတော့ကလေးကိုမြန်မြန်ဆန်ဆန်နဲ့နှလုံးသုံးလုံးကိုကျမတို့ writing by reading by နော်သူကအသားပေးထားတယ်။ reading by ကိုမြန်မြန်ဆန်ဆန်တက်လန်းနိုင်မှုအတွက် jolly phonics ကဖွဲ့စည်းထားတာပါ။ အဲ့တော့ဒီမှာသူ့မှာတစ်ချက်ရှိတာကသူကနည်းနည်းလေးတချို့မတင်တတ်တဲ့သူတွေဆိုရင် မျက်စိချုပ်တယ်လို့တော့သူကခံစားရပါတယ်။အဲ့တော့သူ့မှာဒီမှာစာအုပ်ထဲမှာနည်းနည်းပုံက clear မဖြစ်ဘူးပြောရမယ်ဆိုရင်အဲ့ဒီမှာ သူကဒီလိုမျိုးဘယ်မှာသွားပြီးအာသာနေလဲ သူဒီကျမတို့ everybody လောက်ရတဲ့နေရာတွေမှာ book တက်တက်ထုတ်ပေးထားတယ်သူမှာစာအုပ်စုံတယ်လို့ပြောရမှာနော်သူကစာအုပ်စုံတယ်ငယ်တဲ့ကလေးလေးတွေပါတက်ခါတဲ့တင်လို့ရအောင်သူကကလေးငယ်ငယ်လေးတွေပါတင်လို့ရအောင် treasure လောက်တဲ့အပိုင်းလေးတွေပါသူကသူ့စာအုပ်တွေ workbook တွေမှာဆိုထည့်ပေးထားတယ် စာအုပ်တော်တော်စာအုပ်ထဲမှာသူတော်တော်စုံစုံလင်းလေပေါ့နော် blending ဘိုင်းတွေထည့်ပေးထားတယ်။ဒါပေမဲ့တကယ်တမ်းအယောင်စုံစုံတောက်တောက်နဲ့ clear ဖြစ်တာဒီ osmophonic ကပေါ်ပြီးတော့ clear ဖြစ်တယ်။ဒါကြောင့်မလို့ဒီနှစ်ခုမှာဒါပေမဲ့နှစ်ခုလုံးမှာသူတို့မှာ kwa ချက်ချက်ကအဲ့ဒီလိုမျိုးလေးရှိတယ်ပေါ့နော်။တခုကကျွန်တော်တို့ system ချက်ချက်သွားတယ် osmophonic က system ချက်ချက်သွားတယ် a to z သင်ပြီးမှသူက blending ပြီးလို့ရှိရင်နောက်တစ်ခါသူ့ရဲ့ဖွင့်ကြည့်ပုံကပြီးတော့မှတစ်ခါကျွန်တော်တို့ long song တွေသွားတယ်ရောပြီးတော့ short song ကိုအရင်သွားတာချင်းကတော့အတူတူပဲ long song တွေသွားတယ် တယ်။ပြီးလို့ရှိရင်နောက်သူကတခြားသောရွာဆောင်ဘာသာဓာတ်တွေကိုနောက်ကနေလိုက်တယ်ပေါ့နော်။အော် Jolly Phonics မှာကကြတော့သူကမြန်မြန်ဆန်ဆန် plan တယ်။အဲ့တော့ clay ကိုကျမတို့ clear ဖြစ်ရှင်တယ်။နော်ရှင်းရှင်းလင်းလင်းလေးနဲ့ system ကြချင်တယ်ဆိုရင် Osmo Phonics ကပို့ပြီးတော့အားတာပါတယ်။တော်တော်များများကလည်း Osmo Phonics ကိုပဲပို့ပြီးတော့ကြိုက်ကြပါတယ်။အဲ့တော့ Jolly Phonics ကမကောင်းဘူးလား။မဟုတ်ဘူး။ Jolly Phonics ကကြတော့သူက အသက်၄နှစ်လောက်ကနေစပြီးနောက်ပိုင်းတောက်လျှောက်သူတင်သွားလို့ရပြီ။ Hospital Bonnie ကိုသူတို့က၃နှစ်လောက်ကစပြီး recommend ပေးထားတယ်ပေါ့နော်။ဒါကတင်တဲ့သူအပေါ်မှာပဲရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်။အဲ့တော့ဒီမှာ Johnny Phoenix မှာကျတော့သူကနည်းနည်းဒီမှာစာအုပ်နဲ့များတဲ့အတွက်ကြောင့်မို့လို့တချို့ကကျတော့ဘယ်စာအုပ်ကိုရွေးချယ်ပြီးတင်ရမယ်ဆိုတာကိုမသိကြဘူးဖြစ်နေတယ်။အဲ့တော့စာအုပ်အစုံအကုန်လုံးဝယ်ဖို့လိုသလား။ဒီချေကြီး Johnny Phoenix ကိုပဲကျမတို့ကတင်တယ်။တချင်းလေးတွေလည်းပါတယ်။ဟုတ်ပြီနော်။ action လေးတွေလည်းပါတယ်။ခလေးကတော့နှစ်ကနေစပြီးတော့လဲ recommend ပေးထားရဲ့ဖြစ်ကြတော့မလို့ကျမတို့ Johnny Phoenix ကိုတင်မယ်။အကုန်လုံးဝယ်စရာလိုသလားဆိုလို့ရှိရင်ခလေးကိုကျမတို့ကပြင်ပကကျမတို့ပေါ့နော်လုံဆောင်ချက်လေးတွေနဲ့တွဲပြီးတော့တင်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး pupil book ကလေးဝယ်မယ်ဆိုရင်တော့အဆင်ပြေပါတယ်နော်။အဲ့တော့ကျမတို့ဒီ activity book ဘာညာကမလိုဘူးလားဆိုတော့အတန်းထဲမှာတင်တဲ့ teacher တွေတောင်းပေါ်ရင်အဲ့လိုပေါ့နော်မေမေတွေကခလေးကိုကိုတင်ပြီးသားဟာကိုကိုကပြန်ပြီးတော့ မေးချင်တယ်သူတို့ကလေးကိုအပြင်းပြေပေါ့နော်အိမ်စာလိုမျိုးလေးသူ့ကို activity လေးတစ်ခုလောက်နဲ့လွတ်ထားချင်တယ်ဆိုရင်တော့ဒီစာအုပ်ကလေးကကိုကိုတိုင် worksheet တွေထုတ်เสียရမလိုတဲ့ဘဲနဲ့သူကအစင်းနဲ့လုပ်ပေးထားတာပေါ့ပြီးတော့မေမေလေးနဲ့ dictionary နဲ့လုပ်ပေးဆိုသူကဒီမှာ step by step ဘာတွေလုပ်ရမလဲဆိုတာကိုသူကတစ်ခါတည်းပါတယ် activity book ဆိုတဲ့အတိုင် activity တွေလုပ်ရတဲ့စာအုပ်ပါနော်အဲ့တော့ဒီမှာ workbook ကကြာတော့သူကဘာပါလဲခုနကကျမပြောတဲ့အတိုင်းပဲစာအရေးအသားကျမတို့ present လိုက်တာကစာအစင်ကြီးအောင်သူက writing by ကိုတော်တော်လေးသူကအသားပေးပေးထားတာကို တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ၃အုပ်မှာဘယ်စာအုပ်ကိုဝယ်ရမလဲဆိုရင်တစ်ခုတည်းနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်တော့ pupil book ကိုဝယ်ရင်လည်းအဆင်ပြေပါတယ် osmophonic ကတော့ဒီမှာဒီမှာ workbook ကိုခုနက file မှတ်ထည့်ထားလို့မဖွင့်နိုင်အောင်နော် osmophonic ကတော့သူကဒီမှာ student book ရှိမယ် workbook ရှိမယ်ဒီနှစ်အုပ်ပဲရှိမယ်သူကတစ်တွဲမှာနှစ်အုပ်ရှိမယ်သူကရှင်းတယ် လို့ရတဲ့လေ့ကျင့်ခန်းကလည်းအခုဒီမှာမြင်ရတဲ့အတိုင်းသူကရှင်းတယ်နော်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတင် जा နည်းကိုပြောပြမှာပါလားဆိုတင် जा နည်းတွေကကျွန်တော်တို့ YouTube မှာတောက်လျှောက်တွားကြည့်လို့ရတယ်ကျွန်တော်ကနောက်ထပ်ဗီဒီယိုတစ်ခုမှာဘာကိုပြောပြပေးသွားမလဲဆိုလို့ရှိရင်ကျွန်တော်က phonic bay phonic series ကိုပဲတင်တယ်ကျွန်တော်တို့လုံးဝတွေ့ဖယ်လို့မရတဲ့ main phonic rules တွေကိုကျွန်မကပြောပြပေးသားမှာအဲ့တော့အထုတ်အပြင်ပြောရမယ်ဆိုရင်ဒီဗီဒီယိုမှာ orthophonic နဲ့ jolyphonic ပါကွာတယ်ဆိုလို့ရှိရင်ကျမတို့ဟင်းတစ်ခွက်ချက်နေသူလိုပဲခင်းညင်ကြီးကိုအရင်ထဲမလားကျက်တွန်ကြီးကိုအရင်ဒီထဲမလားနောက်ပြီးတော့ဂျင်းချက်သူမျိုးကိုအရင်ထောက်ထဲမလားစီရင်တက်မှာလားလုံးချက်ချက်မှာလားဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်လို့ပါပဲနောက်ဆုံးမှဥတီချာကအားလုံးအတူတူပဲချင်းကွက်နီးကွာတယ်ပြီးရင်ကျမတို့ဖွဲ့စည်းပုံကွာတယ်ဟုတ်ပြီနော်အဲ့တော့နှစ်ခုလုံးမှာကျမတို့က အရန်ကြီးထူးထူးခြားခြားကြီးကွာခြားသွားတာရဲ့လို့ သူဖယ်လို့ရတာရဲ့လို့မရှိဘူးဖွဲ့စည်းပုံအနေငယ်ကွာတဲ့ feature လေးတွေသူ clear ဖြစ်တာလေးတွေကွာတာကလွယ်ရင်နှစ်ခုလုံးက bonus ပါပဲတင်ကြားသူမိမိတွေ teacher တွေကကိုအားတန်တဲ့စာအုပ်နဲ့သင်လို့ရပါတယ်ကိုရဲ့ကလေးအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့ကိုကြိုက်နှစ်သက်တဲ့စာအုပ်နဲ့သင်လို့ရပါတယ်ရှင်အဲ့တော့ phonic main phonic rule တွေကဘာတွေလဲဆိုတာသိချင်လို့ရှင်နောက်ထပ် video လေးတစ်ပုဒ်ကိုထပ်ပြီးတော့စောင့်ကြည့်ပေးပါဦးရှင် channel လေးကိုလည်းကျမကို subscribe လုပ်ပေးသွားပါအောင်เนาะကျေးဇူးပါ